past perfect tense ဆိုတော့ past perfect tense ဆိုတာဒီလိုသိပြီးသားပေါ့နော်သူရဲ့ form ကို had plus verb 3ဆိုတော့ past perfect tense ကိုသုံးမယ်ဆိုလို့ရှိရင်ဒီ past perfect tense ကလည်းခုနကဒီ past continuous tense လိုမျိုးပဲဒါပေမဲ့ဒီ past continuous နဲ့ past perfect ကိုခရီးတို့အဓိကခွဲခြားပြီးတော့သိရမယ့်အချက်တစ်ချက်ရှိရယ်အဲ့ဒါကခုနကတစ်ချက်ပြောရတယ် past continuous tense ဒီအတိတ်ကဖြစ်လာတဲ့ကိစ္စမှာဂျာတဲ့က interrupt လုပ်တာ တနည်းအားဖြင့်မြန်မာစကားနဲ့ပြောရမယ်ဆိုရင်အတိတ်ကဖြစ်ရက်နှစ်ခုတည်သူတို့မှာစုံဖတ်ရှိတယ်။ဖြစ်ရက်နှစ်ခုတည်ကွာတစ်ချိန်ထဲမှာဖြစ်သွားတယ်လို့ပြောလို့ရတယ်။သူတို့မှာစုံဖတ်ရှိတယ်။ဒါပေမဲ့ past perfect ကကြတော့အဲ့လိုမဟုတ်ဘူး။ past perfect tense ကိုသုံးမယ်ဆိုရင်သူကလည်းခုနကလိုပဲအတိတ်မှာဖြစ်ရက်ကနှစ်ခုရှိရမယ်။ဒါပေမဲ့အဲ့ဒီအတိတ်မှာရှိတဲ့ဖြစ်ရက်နှစ်ခုတည်းကပထမဖြစ်ရက်ပြီးမှဒုတိယဖြစ်ရက်ကဖြစ်ကြမယ်။ ပထမဖြစ်ရက်ကအရင်ဖြစ်တယ်ဒုတိယဖြစ်ရက်ကနောက်မှဖြစ်မယ်။အဲ့ဒီဖြစ်ရက်နှစ်ခုမှာမှပထမဖြစ်တဲ့ဖြစ်ရက်ကို best perfect hash plus plus 3ကိုတုံးပေးရတာ။အဲ့လိုမျိုးမှတ်လို့ရတယ်။အဲ့လိုမှတ်မယ်ဆိုရင်ပေါ့နော်။ဆိုတော့တချို့တမီးတို့ကအဲ့လိုမျိုးမတုံးကြည့်ဘူး။အတိုင်းကဖြစ်တဲ့ဖြစ်ရက်နှစ်ခုလုံးလေနှစ်ခုလုံးကိုတမီးတို့က buff တွေနဲ့တုံးမှာပေါ့မရအောင်လားဆိုတော့ yes ရတယ်။ဆိုတော့အမှားချက်က best perfect ကိုဘယ်လိုမျိုးဆရာနည်းနည်းလေးပြောလဲဆိုလို့ရှိရင်ဒီလို intermediate level လောက်မှာဆိုလို့ရှိရင်ဒီကောက်ဒီ optional ကလေးတို့တုံးကျင်လားတုံးမတုံးကျင်ဘူးလားဖြုတ်လိုက်အခြားတစ်ညက်ထည့်ရေးလို့ရတယ်ဆိုတော့ pass buffer ကိုတုံးရတဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုရင်ဘယ်အတိတ်မှာဖြစ်ရက်ကနှစ်ခုရှိတယ်ဘယ်ဖြစ်ရက်ကအရင်ဖြစ်လဲဆိုတော့ကိုကိုက mention လုပ်ချင်တယ်ကိုကပြောပြပေးချင်တယ်အဲ့လိုအချိန်မှာတုံးပေးရတာဥပမာအားဖြင့်ကလေးတို့ writing ရေးတယ်ကွာ writing ရေးတဲ့အခါမှာဖြစ်ရက်နှစ်ခုကိုကိုကရေးလိုက်တယ်အဲ့ဒီဖြစ်ရက်နှစ်ခုမှာဘယ်ကိစ္စကအရင်ဖြစ်လဲဆိုတော့ကိုကအဓိကပြောချင်တယ်ဒါဆို pass buffer ကိုထည့်တုံးလိုက်ပါ ဲ့လိုမျိုးကိုပြောချင်တာတောက်မှာဆိုလည်းရေးပေးထားတယ်ပေါ့နော် past perfect past simple present ဆိုပြီးပေးထားတယ် i lost my wallet i didn't have any money ဆိုတော့ i lost my wallet ငါပတ်စံကြီးပြောက်သွားတယ်လी i didn't have any money ငါပတ်စံမရှိတော့ဘူးဆိုတော့အတိတ်ကဖြစ်ရတဲ့ခုပတ်စံအိတ်ပြောက်တယ်ပတ်စံမရှိတော့ဘူးအဲ့ဒီမှာမှာဘယ်ကိစ္စကအရင်ဖြစ်တာလဲပတ်စံအိတ်ပြောက်တာကအရင်ဖြစ်တာဆိုတော့အဲ့ဒီခါးကြောင်းမကြောင်းလုံးကိုခြေတော့ကဆောက်လိုက်တဲ့အခါမှာ I didn't have any money because I had lost my wallet. I had lost. So, ဆက်မရှိခင်ကတည်းပတ်ဆက်မရှိခင်တော့ကပတ်ဆက်ကပျောက်ပတ်ဆက်အိတ်ကပျောက်သွားတာကွာအဓိကကပတ်ဆက်အိတ်ပျောက်လို့ပတ်ဆက်မရှိတာအရင်ဖြစ်တဲ့ကိစ္စကို hard plus plus through နဲ့တုံးလိုက်တာဒါပဲဆိုတော့ကိုကတကယ်ပဲနော်ကိုကအတိတ်ကဖြစ်ရနှစ်ခုကို mention လုပ်ခြင်းနဲ့ဘယ်ဖြစ်ရကအရင်ဖြစ်လဲပြောပြပေးခြင်းနဲ့ဒါဆိုရင် past perfect ကိုတုံးဆိုတော့အချို့ကလည်း complaint ကြရတယ်ပေါ့နော်ချက် past perfect ကိုမတုံးခြင်းဘူးစိမ past တိုင်းနဲ့တုံးခြင်းတော့ yes you can write this one like this before and after တဲ့ တခါတလေမှာ sentence တွေမှာ before တွေ after တွေပါလာတတ်တယ်ဆိုတော့ before ဆိုရင်မတိုင်ဘူး after ဆိုရင်ပြီးနောက်ဆိုတော့ before after ပါပြီဆိုကြတော့အခြေကသိနေပြီဒီတော့ဘယ်ကိစ္စကအရေးဖြစ်ပြီးဘယ်ကိစ္စမှာနောက်မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆိုတော့ကသိနေပြီအဲ့လိုသိတဲ့အချိန်မှာတော့ we can use past simple instead of the past perfect past past perfect တော့မနေနဲ့ရတဲ့ကိစ္စမရှိဘူးဆိုတော့ past တိုင်းနဲ့သုံးချပါလားဆိုပြီးသူကပြောထားတာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုတော့မှတ်ကြပါမယ်ဆိုတော့ past perfect အတိတ်ကဖြစ်ရတဲ့နှစ်ခုထဲမှာအရင်ဖြစ်တဲ့ကိစ္စကိုရေးကြည့်ပြောကြည့်ရင်သုံးတယ်။တိုးတော့ before တွေ after တွေပါပြီးတော့အရင်ဖြစ်တာနောက်ဖြစ်တာကိုကွဲပြားသွားပြီဆိုရင် pasta ကိုကိုထည့်သုံးကြမလို့တော့ဘူး။ simple pasta နဲ့သုံးလဲရတယ်။တိုးတော့ pasta ပဲထည့်ရည်လဲမှန်သေးတယ်။အရေးကြီးရမယ်နော်။အောက်မှာဆက်လေးပြထားတယ်။ She had lived in London for 5 years before she moved to New York. Correct? မှန်နေ။အလိုပဲ She lived in London for 5 years before she moved to New York. မှန်နေ။ before ပါလို့နှစ်မျိုးလုံးမှန်နေ။ ောင်သိရမယ်ပေါ့နော်နောက်တစ်ခါအောက်ကတော့ past perfect ကို thinking perfect နဲ့သုံးလို့ရတယ်လို့ပြောထားတာမျိုးဥပမာ remember လို့ realize လို့ think လို့ discover လို့ find out လို့မျိုး thinking perfect နဲ့ past perfect ကို တွဲပြီးတော့သုံးလို့ရတယ်ဘာမှဆိုလို့ရှိရင်အိစပဲပြထားတယ် when i got to the school i realized i had left my book at home အိမ်မှာစာအုပ်တွေကျန်ခဲ့ပြီဆိုတော့ဝင်လေငါကြောက်ရောက်မှသတိရတာဆိုတော့အိမ်မှာစာအုပ်ကျန်ခဲ့တာကပထမအရှင်လीနော်ကြောက်ရောက်မှသတိရတာကဒုတိယအရှင်ဆိုတော့အရင်ဆုံးဖြစ်တဲ့ကိစ္စကိုဆိုတော့ passport ကိုသုံးတယ်အထူးသဖြင့်ဒီ realize to think တို့လိုမျိုးပါတဲ့ဒီ thinking buff တွေပါတဲ့အတွက်ကြောင့်မလို့အနောက်မှာ passport ကိုသုံးလို့ရတယ်နောက်ခုဘယ်လိုပြောလို့ရအောင်မလဲဟာလားအာဒါတော့ငယ်ချင်းကို ချက်အများနဲ့ဖြစ်တဲ့ချက်ဆိုလို့ရှိရင်တငယ်ချင်းတွေကပစ္စည်းမှိုင်ရဲ့အချင်းကအများနဲ့မိကြလားအရန် worry များပြီးတော့အကုန်လုံးမိကြတဲ့အချင်းရှိတယ်။အများနဲ့ပြောပါတယ်ဟာ sorry ဟာငါနေ့ကမြန်မာသတိရရယ်ဟာနေ့ကမြန်မာသတိရရယ်လေငါဒီမှာလည်းမဟုတ်အိမ်မှာကြံနေတာဆိုတော့အာ as soon as i saw you ငါနေ့ကမြင်မှာပဲလေ i remember i had love what you uh what you told me to take อ่าငါ့ကိုတဲလာဖို့အတွက်နင်ပြောတဲ့ဟာကိုလေငါကြံခဲ့တယ်ဆိုတော့ညီငါ့ကိုလာပြောမှာငါနေ့ကိုမြန်မာပဲတတိရတော့တယ်ဟဲတုံးလို့ရတာမျိုးပေါ့နော် hat plus buff တတိရတုံးလို့ရတဲ့နေရာတွေကိုပြထားတာဖြစ်ပါတယ်ငါကတည်းကပြောခဲ့ပါတယ်သူတို့ဒီအခန်းမှာ အာ plus နဲ့ပတ်သက်ပြီးတော့အဲ့ဒီနဲ့ပတ်သက်ပြီးတော့ဒီတက်ဆက်ဆက်နံမျိုးတွေမှာ၄ခုရှိတယ်၄ခုထဲမှာဒီနေ့ဒီနေ့တင်ရစာမှာမဟုတ်ဘူးပေါ့နော်အခုလက်ရှိချေလို့ဒီနေ့ class တစ်ခုလုံးမှာဒီချက်ဒီ၃ခုကိုရှင်းသွားမှာပဲဖြစ်ပါတယ် simple past tense past continuous နဲ့ past perfect tense ကိုရှင်းပါမယ် past perfect continuous တက်မပါသေးပါဘူးချက်က test ပုံမျိုးကိုအဓိကရှင်းသွားမှာပါဆိုတော့ချက်လောက်ပြန်ကြည့်ကြည့်ပေးပါကြည့်ပြီးတော့နားမလည်တဲ့နေရာရှိရင်တစ်ခါလေးပြောပေးပါကြည့်ကြတဲ့တင်ရစာလေးတွေကိုအာတစ်ခါလေးလေးလုပ်မယ်ပေါ့နော် homework လေးလည်းပေးချင်ပေါ့ပါ screen အရင်သေးပြီးမမြင်ရည်ပြပြောနော်